ဘုန်းတော်ကြောင့်ဘာသာခင်ဘုရားရှင်ကိုတော်မြတ်ရွှေနှုတ်တော်ကစတင်ပြီးတော့မိန်လိုက်တဲ့စကားဟေးမင်းတို့ကိုမွေးပြလိုက်တယ်မင်းတို့ရဲ့မိဘနှစ်ပါးသည်ငယ်စဉ်တောင်ကြီးဘဝလည်းနှလုံးပကုန်းနဲ့လက်နဲ့သင်ဝဘတ်တော်ကစီနည်းနဲ့လူဖြစ်အောင်ကြွေးမွေးဆောင်ရှောက်လာတဲ့အရွယ်ကလေးကအမေရင်ဝင်ထဲမှာနှုတ်ကြိုတွေတောက်ဆိုးနေတဲ့သားငယ်သမီးငယ်ကလေးကိုကြည်ရင်နဲ့ မင်းတို့ရဲ့အမိမျက်လုံးအိမ်မမျောလင်းချက်တည်းနဲ့အာရပါရရှင်မြူးနေခဲ့တဲ့ဘယ်လိုများမျောလင်းရည်တည်ထားခဲ့သလဲဆိုရင်ငါတို့ဒီလောကကြီးထဲမှာ အထီးကျန်တဲ့မိသားစုဘဝကလွန်မြောက်လို့လာခဲ့ပြီငါရင်ဝင်ထဲမှာဟောဒီမှာနှိုးကြိုးတွေတောက်ဆိုးနေတဲ့ငါသားကြီးငါသမီးကြီး လောကကြီးအလင်းငါတို့ရဲ့မိသားစုဘဝထဲမှာရောက်လို့လာခဲ့ပြီတဲ့ငါတို့ကအခုလိုချစ်ချစ်ခင်ခင်ရိုးရိုးရရမြဲမြဲနိုးနိုးနဲ့ပြုစုလှုပ်ကြွေးပေးနေသလိုပဲသင်္ခါရသဘောတရားအတိုင်းတနည်းနည်းတစ်ချိန်ချိန်မှာအိုမင်းရင်ရောလာမယ်ငါတို့ကလည်းတခါတခါမှာတတိရေမခိုင်ထမိန်မနိုင်ပစိုးမနိုင် ကျင်ငယ်မနိုင်ကျင်ကြီးမနိုင် ဖြစ်တဲ့ဘဝကိုရောက်ရအောင်မှာအေးအဲ့ဒီလိုသတ္တိကြည့်ပြီးတော့တတိရမခိုင်ထမိန်မနိုင်ပဇုမနိုင်ကျင်ငယ်မနိုင်ကျင်ကြီးမနိုင်ဘဝများရောက်ခဲ့မယ်ဆိုရင်ဘာမှအားငယ်စရာမလိုဘူးတဲ့ဟောဒီငါရင်ဝင်ထဲမှာနှုတ်ကြိုတွေအာရပါရတောက်ဆိုနေတယ်ငါသားကြီး ငါသမီးကြီးကငါတို့ကိုပြန်ပြီးတော့ပြုစုလုံကျွေးပေးမှာတဲ့노တိုက်နေတဲ့အမေရင်ထဲမှာလည်းမျောလင့်နေတယ်ဘိနာကအမေကိုအပင်းနေတဲ့အဖေမျက်နှာကလည်းပြုံပြုံကြီးနဲ့မျောလင့်ခဲ့ဘူးပါတဲ့မြတ်စွာဘုရားကဒီစကားကိုမိန့်ညင်တာဟုတ်လား မင်းတို့ကိုငငယ်လေးတဲကကွာတဲ့နှုတ်ချတိုက်ကြွေးတဲကမင်းအဖေနဲ့မင်းအမေကမျောလင့်သွားတယ်ငါတို့ကဟောဒီမှာယူရပြုစုပင်းနေတယ်လို့ငါတို့အသက်ကြီးရင်လေငါသားကြီးငါသမီးကြီးကငါတို့ကိုပြန်ပြီးတော့ပြုစုလုံကြွေးပေးမှလို့နံပါတ်1မျောလင့်ချက်အနေနဲ့မျောလင့်သွားတယ်တဲ့ပြိဿရေမိဘနှစ်ပါးရဲ့ယင်နေကမျောလင့်ချက်ကို မိဘနှစ်ပါးကတော့မပြောရဲ့လို့မပြောထွက်ခဲ့ပေမဲ့မြတ်စွာဘုရားက ရွှေနှုတ်တော်ထွက်လို့မင်းခဲ့ဘူးတယ်။ဒီတော့အာလုံးတို့သာသမိဖြစ်ကြတဲ့ဦးဇင်းတို့အပါဝင် အာလုံးဓမ္မဆွေတော်မျိုးတော်တွေအမေတို့အဖေတို့ကရင်ဝင်ထဲမှာနှိုးတိုက်စင်ကားလာကြတဲ့ကမျောလင်းခဲ့တဲ့ဒီမျောလင်းချက်ငါသည်အမေနဲ့အဖေအပေါ်မှာဘလောက်များကြည်ခဲ့ပြီလဲတဲ့ ကိုကိုကိုရေရေကြီးပြန်ပြီးတော့သုံးသက်ကြည်စမ်းမှာကြည်ပြီလားစဉ်းစားနော်အမေတို့ကဟောဒီရင်ဝင်ထဲမှာနှုတ်ကြတိုက်ကျွေးစဉ်ကာလကလေးကပျော်လင့်သွားတာဒီသားကြီးဒီသမီးကြီးကြည်လာရင်ငါတို့ကလည်းအိုလာမှာငါတို့အိုလာရင်ငါတို့ကိုဟောဒီငါသားသမီးကပြန်ပြီးတော့လှုပ်ကျွေးဆောင်ရှောက်မှလို့မျော်လင့်သွားတယ် အဲ့ဒီညွန်လင်းချက်ကိုဘုရားကမိန်လိုက်တယ်။ဒါဆိုရင်တို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေအိမ်မှာရှိနေတဲ့မိဘနှစ်ပါးမရှိတော့တဲ့မိဘနှစ်ပါးရဲ့အပေါ်မှာငါဘလောက်တာဝန်ကြည်လိုက်သလဲ။ကြွေးမွေးမပြတ်တာဝန်ငါဘလောက်များကြည်ပြွန်လိုက်သလဲလို့စဉ်းစားကြည့်စမ်းပါ။မကြည်သေးရင်ဘာလို့ရမလဲ။ကြည်အောင်ဆက်ရမယ်။ကြည်သွားတယ်ဆိုတဲ့အဆင့်ကတော့ရောက်ဖို့လွယ်ပါမလား။ မလွယ်ဘူးပြိသတ်တချို့သာသမီးလေးတွေရဲ့ဘဝမှာဝမ်းနေစရာကောင်းနေတဲ့စိတ်ဓာတ်တွေပေါ်နေကြတယ်အမေအဝဖေအိုးတွေတတိမခိုင်တော့ဘူးကျင်ငယ်ချင်းကြီးမနိုင်တော့ဘူးအေးမိမိရဲ့အိမ်ပေါ်မှာမိမိရဲ့မျက်စိရှိမှမြင်နေပေမဲ့နှကောင်းလေးတရှုံရှုံနဲ့မလုံကျွေးမပြူးစိုးတဲ့သာသမီးတွေမြောင်များစွာ ရှိမနေဘူးလားကြည့်လိုက်စမ်းပြိဿ ဒီအချိန်ကြမှာတတိမခိုင်လို့ကျင်ငယ်ကျင်ကြီးမနိုင်တဲ့အမေတို့အဖေတို့ဘဝကကိုကမြင်ရတာကိုတော်ကပြိသက်အမေရင်ဝင်ထဲမှာပါချခဲ့တဲ့ဤဤတွေစုထားမယ်ဆိုရင်နေပါမလားမိမိပေါက်ချခဲ့တဲ့ရှူရှူတွေများစုထားမယ်ဆိုရင်ခါလံဘုံနေတဲ့တောင်တင်လို့ရမယ်ကဲ အမေတို့အဖေတို့ရဲ့စိတ်ဓာတ်တွေကသာအမလေးဒီလောက်ညစ်ပတ်တဲ့ကလေးသွားဟဲဆိုပြီးတော့များပြစ်ခဲ့မယ်ဆိုရင် ပြစ်ခဲ့တဲ့နှလုံးသားများမိဘနှစ်ပါးရဲ့ယင်ထဲမှာရှိမယ်ဆိုရင်ကိုယ့်ဘဝဟာလူဖြစ်ပါမလားဘလောက်ပင်သို့ပါစေဘလောက်ပင်ຫນွေပါစေကျင်ငယ်ကျင်ကြီးဘဏ္ဍချိန်မဲပါချသွန်ကြပါစေ ငါသားလေးကရှိစရာငါသမီးလေးကရှိစရာငါသားလေးကချစ်စရာငါသမီးလေးကချစ်စရာလို့ရင်ဝင်တဲ့ကသားသမီးလေးကိုပျော်စရာလေးအဖြစ်နဲ့တော့အမေတို့အဖေတို့ကယူရပြီးတော့ကြွေးမွေးပေးခဲ့ရတာကို့အလဲကြမှာအမေနဲ့အဖေကိုယွန်စရာဆိုပြီးနှာခေါင်းရှုပ်နေအဲ့ဒီသားသမီးအမွေခံထိုက်ပါမလားဒါဘု து စကားလဲ မင်းတို့မိဘနှစ်ပါးကမင်းတို့ကိုဟိုးငယ်ငယ်ကလေးတွေကနှုတ်တိုက်ကလေးကမွေးပွားကလေးကမျောလင်းခဲ့တယ်ဒီမျောလင်းချက်မင်းတို့ကြောင်မဆိုင်ရင်မင်းတို့သည်အမွေခံထိုက်တဲ့သာသမီမဖြစ်နိုင်ပါ